မင်္ဂလာပါကျွန်တော်ဖိလမွန်ဟုတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ချက်စီအတင်းနဲ့ဘာစီလိုနာအတင်းတို့ရဲ့ဒီချန်ပီယံလိပွဲစဉ်အကြောင်းကိုကျွန်တော်ဒီနေ့နိုင်ငံတင်ဆက်ပေးချင်ပါတယ်ကျွန်တော်စိတ်ထဲမှာတခုဖြစ်နေတဲ့အရာကဘာလဲဆိုလို့ရှင်တော့ကျွန်တော်ဒီဘန်လီအတင်းနဲ့ပွဲမစတင်ခင်မှာခိုးဖားမဒံယာရပြန်ရသွားတယ်ဆိုတဲ့သတင်းတက်လာခဲ့ရနော်တက်လာပြီးတော့နောက်ပိုင်းမှာမနေ့ကမကျွန်တော်ခိုးဖားမကအတင်းနဲ့ပြန်လဲပြီးမှလေ့ကျင့်ရေးသူကပြုတ်လုတ်ပြုတ်လုတ်နိုင်ခဲ့တယ် အဲ့ဒီမတိုင်ခင်မှာဘန်လီအတင်းနဲ့ပွဲစဉ်မှာအာနီးပြကသူကသတင်းစာရှင်းလင်းပွဲမှာပြောတာကပါလဲဆိုလို့ရှိရင်တော့ဘန်လီပြီးလို့ရှိရင်အာဘာစီလိုနာပြီးရှင်အာဆင်နယ်စဖြစ်ပေါ်တော့ဒီပွဲစဉ်၃ပွဲကိုခိုးဖားမှလွဲချော်နိုင်တယ်ဆိုတော့ ပုံစံမျိုးနဲ့သူကပြောသွားခဲ့တယ်ဗျာဒါပေမဲ့မနေ့ကမှကျတော့ခိုးဖမားကလေးကျင့်ရေးကွင်းမှာအတင်းနဲ့သူပြန်လဲပူပေါင်းပါဝင်လာခဲ့တယ်ဒီအရာကိုချစ်ချင်းအဖြစ်နီးပြကဘာစီလိုနာအတင်းကိုစိတ်တက်ရေးရပိုင်းမှာစစ်စင်လိုက်တာဒါဆိုတဲ့အရာကိုလည်းကျွန်တော်နည်းနည်းတော့ခန်းစားရတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့တောက်လျှောက် STV နဲ့ပဲတည်နေတောက်လျှောက်တက်လာခဲ့တာပေါ့ STV အကြောင်းကိုပဲတောက်လျှောက်ဦးစားပေးပြီးမှပြောနေကြတာဒါပေမဲ့ဒီနေ့မှဒီနေ့မှကစားမယ်ဆိုတော့ အခုကခိုးဖမားရုတ်တရက်ပြန်ကောင်းလာပြီဆိုတော့ဒါကတခုခုတော့တခုခုပဲပေါ့ဒါကြောင့်မို့ဒီညမှာရှင်ပြန်ကစားမဲ့အာဒီဘာဇီရိုနာအတင်းနဲ့ပွဲစဉ်မှာပါဝင်နိုင်မလားဆိုတဲ့အရာလေးကိုတော့ကျွန်တော်နည်းနည်းတော့မျှော်လင့်နေနောက်တစ်ချက်ကဘာလဲဆိုလို့ရှင်တော့ကျွန်တော်ဒီဘန်လီအတင်းနဲ့ပွဲစဉ်မှာနီးပြကသူကရေစီဂျင်းကိုအနာမပေးခဲ့ဗျအရင်ကကျွန်တော်ထင်ထားခဲ့ရတာဘန်လီအတင်းနဲ့ပွဲစဉ်မှာရေစီဂျင်းကိုအနာပေးပြီးမှ ကုဆူနဲ့ပွဲထွက်လိမ့်မယ်ကျွန်တော်ထင်ထားခဲ့တာဒါပေမဲ့အဲ့လိုမဟုတ်ပဲနဲ့ကုဆူကိုအနာပြီးမှ ပေးပြီးမှ residence ကိုပွဲထွက်ခဲ့တယ်ကြည်ရတာကတော့ပြီးခဲ့တဲ့ကျွန်တော်ဒီကပတ် club ဖလားပြန်ပွဲမှာ PSG အတင်းကိုကစားသွားတဲ့ပုံစံမျိုးနဲ့ပဲပြန်ကစားသွားမလားဆိုတဲ့အရာကိုကျွန်တော်နည်းနည်းတော့ခန်းစားမိတယ်ဗျာ residence ကိုကွင်းလယ်မှာတင်ထားမယ်ကျွန်တော်ဒီ Kaiser to Fernandez တို့နဲ့အတူကွင်းလယ်မှာတင်ထားပြီးမှကုဆူကိုဒီညာညာဖက်အချမ်းမှာ ထားကစားမယ်ဆိုတော့ခန်းစားချက်မျိုးတော့ကျွန်တော်နည်းနည်းတော့ရရှိခဲ့တယ်နောက်တစ်ချက်ကပါလဲဆိုလို့ရှင်တော့ဘာစီလိုနာနဲ့ချက်စီအတင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်စုစုပေါင်းတမိုင်းတစ်လျှောက်မှာ15ကြိမ်အထိထိတိုက်တွေ့ဆုံခဲ့ကြတယ်ဒီ15ကြိမ်မှာမှချက်စီအတင်းက9ကြိမ်အထိအနိုင်ရရှိတယ် ်ဘာစီလိုနာကတော့၄ချိန်အထိအနိုင်ရရှိခဲ့တယ်။ကျန်တဲ့၆ချိန်ကတော့တရေကျခဲ့တာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဒီအစင်အလာပိုင်းအရာကြည့်မယ်ဆိုလို့ရှင်တော့ချက်စီအတင်းကဘာစီလိုနာကိုအသာရနေတယ်။နောက်တစ်ချက်ကဘာလဲဆိုလို့ရှင်တော့ခူခူရလာပေါ့။ခူခူရလာကတော့ဒီပွဲစဉ်မတိုင်ခင်မှာတော့လေတိုက်ထားတာတော်တော်လေးကိုကျန်းနေပြ တော်တော်လေးကိုကြမ်းတဲ့အတွက်ကြောင့်မို့ချက်စီအတင်းအနေနဲ့တိပွဲအစဉ်ကိုတော့မဖြစ်မနေတော့ကျွန်တော်တို့အနိုင်ကစားဖို့တော့လိုအပ်တယ်တဖက်မှာလဲဘာစီလိုနာအတင်းကိုကြည့်မယ်ဆိုလို့ရှိရင်လဲသူတို့ရဲ့အဓိကကစားမားတွေလာအလုံးစုံလူတော့ပြန်လဲစုံလာပြီးလီဝန်ဒော့စကီးလဲသူကပြန်လဲပါဝင်လာမယ်ပြီးလို့ရှိရင်မန်ချက်စတာယူနိုက်တက်အတင်းကလည်းအငှားခေါ်ယူထားတဲ့ရက်ဖို့ကလည်းဒီဒန်ယာကလည်းပြန်လဲတက်တာလာပြီးဆိုတော့သူကလည်းပြန်လဲပါဝင်လာမယ်ဆိုတော့ကျွန်တော်ဒီ Chelsea အတင်းနဲ့ဒီ Barcelona ရောနာအတင်းတွေရဲ့ထိတ်တိုက်တွေ့ဆုံမှုဘိုင်းအရာကြည့်မယ်ဆိုရှင်တော့သူတို့က twin goal တွေတော်တော်လေးကိုများကြတယ်ဗျာကျွန်တော်ဒီ2-2ဆိုရဲရလက်တမမောက်3-2စဖြစ်ပေါ်တော့ဒီလိုပုံစံမျိုးလေးတွေသွားတာကိုတော့ကျွန်တော်တွေ့ရဒါကြောင့်မို့ဒီပွဲစဉ်ကတော့ကျွန်တော်တို့တနည်းအဖြစ်ပြောမယ်ဆိုတော့ goal တော်တော်လေးကိုပေါ်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့အလုံးကျွန်တော်တလောက်နဲ့ပဲဆုံးသက်ပေးချင်တဲ့လာမယ့်နေ့တွေမှာ Chelsea ရဲ့တင်းရဲ့တင်းတွေကိုကျွန်တော်ထပ်မံပြီးမှတင်ဆက်ပေးပါအောင်မယ်